ွေးမခွဲနဲ့သွေးမကွဲကြနဲ့ဆိုတဲ့အတုံးနှုံးတွေကိုအကျန်းဖက်စေအုပ်စုထောက်ခံသူတွေဘက်မှတွေ့ရတာနေပါတယ်။သူတို့အချင်းချင်းပဲစီလုံးလုံးတာလားအကျန်းဖက်စေအုပ်စုဘက်ကိုထောက်ခံသူနဲလို့မတွေ့ရတာလားတော့မပြောတတ်ပါ။ဒါမှမဟုတ်ဆယ်စုနှစ်များစွာဘာသာရေးလူမျိုးရေးဝါဒမိုင်းတွေကြောင့်အကျန်းဖက်စစ်တပ်အပေါ်ယုံကြည်နေကြတာလည်းဖြစ်နိုင်တယ်လို့ စိတ်ပြတ်အားမရတာတွေကိုအချင်းချင်းတိတ်ဆဲကြတာတွေလည်းရှိချင်းရှိမှာပါတော်လိုင်းရေးအုပ်စုများပတ်မှာတော့မိမိတို့အချင်းချင်းနိုင်ငံရေးအမြင်မတူကြတာပုံကိုယ်ရေးအမြင် မကြည်ကြတာတွေကိုတိတိယောက်ယောက်ရှင်းလင်းပြောပြကြတာမတွေ့ရသလောက်နှဲပါနေပြီးကိုနဲ့အမြင်မတူသူ ကိုနဲ့အမြင်မတူတဲ့အစုအဖွဲ့တွေကိုဒလန်သရှူပပတိလို့ခေါ်တဲ့တတရာအုပ်စုစတဲ့ဒစိတ်တွေကတ် ဆွဆွဲတိုက်ခိုက်တာတွေသာတွေ့ရများပါတယ်။တတရအင်အားစုဆိုတာမျိုးကို မကောင်းတဲ့အတိတ်ပဲမကောင်းတဲ့ရှုထောင့်ကနေ frame လုံနေကြတာကလည်းတော်လန်ရေးကျွတ်အကျိုးထူးလာမယ်မထင်ပါ။တွေးမကွဲကြနဲ့လို့ဆိုယုံနဲ့မကွဲကြတော့ဘူးတဲ့လား။တူနဲ့တူတဖွဲ့နဲ့တဖွဲ့ပြဿနာပဋိပက္ခအစာပြေကြရမှာသွေးမကွဲကြနဲ့သွေးကွဲရင်ခွေးဆွဲမယ်ဆိုတော့ ကွန်မန့်အကြံပြုချက်တွေကိုအများအပြားတွေ့ဘူးကြားဘူးကြမှာပါလက်တွေ့မှာကတော့တကယ်တမ်းပြဿနာတွေဖြစ်လာတဲ့အခါပြည်သူတွေမျက်နှာထောက်ပါအောင်သိမကွဲကြပါနဲ့လို့ဆိုလိုက်တာနဲ့တင်ဖြစ်နေတဲ့ပြဿနာတွေကိုနေရာမှာတင်ရပ်လိုက်ပြီးဘာမှစမဖြစ်ကြတော့ဘူးလားအဲ့ဒီလိုမျိုးပြောလိုက်ရင်ပဲပြဿနာတွေတကယ်ပဲပြေလည်သွားတာလားတအုံးနဲ့တအုံးအပြာလန်းနားလေယုံကြည်လေးစားသွားကြသလားဆိုတာ ဘလို့သိနိုင်ပါသလဲထိထိရောက်ရောက်ကြည်ကြည်လဲလဲမဖြစ်ရှင်းခဲ့ကြရပဲသွေးမကွဲကြနဲ့ဆိုတာနဲ့တင်အပြန်အလှန်နားထောင်ပြောဆိုဆွေးနွေးမှုတွေကိုရုတ်တရက်ရက်တန့်လာရတာတွေတဖြည်းဖြည်းများလာတဲ့အခါစိတ်ခံစားမှုနဲ့ထင်မြင်ယူဆချက်အဆိုင်ခဲတွေ မကြည်လည်မှုတွေစုပုံလာတဲ့အခါတစ်ချိန်မဟုတ်တစ်ချိန်မှာပေါက်ကွဲထွက်လာကြပြီ ခတ်မသိရင်အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်တာတွေသာဖြစ်လာမှာစိုးပါတယ်။ဒါကြောင့်သွေးမကွဲကြဘူးဆိုတော့အတုံးနှုံအစာအပြက်အလန်နားလေယုံကြည်မှုရှိလာအောင်တတ်နိုင်သမျှကြိုးစားကြဖို့ကိုအလေးပေးစေချင်ပါတယ်။နားလေမှုရှိလာမှသာတဖက်နေရာကနေတွေးကြည့်နိုင်ယုံကြည်မှုရှိလာနိုင်မှာဖြစ်ပြီး အပြက်အလန်နားလေမှုအခြေခံကစလို့အပြက်အလန်ယုံကြည်မှုတည်ဆောက်နိုင်မှသာ ရေရှိလုပ်ငန်းစဉ်အတွက်အချင်းချင်းအပြန်အလှန်နားလည်လေးစားတီးခံလာနိုင်မယ်ဆိုတာအငင်းပွားစရာမရှိလို့ဆိုကြပါတယ်။နားလည်ယုံကြည်မှုကိုဘယ်လိုတိဆောက်ယူကြမလဲ။တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ယုံကြည်ထားတဲ့လမ်းစဉ်တွေမတူရင်တော့တယောက်မှ ရှိတဲ့စံတန်ဘိုးတွေကိုတခြားတယောက်ကအပြန်အလှန်နားထောင်ကြည့်တာကနေစနိုင်ပါတယ်။ ော်လိုင်းရေးဘတ်တော်သားချင်းအမြင်မတူကြသူတွေအပြန်အလှန်နားလည်အတိမတ်ပြုလေးစားထက်လာဖို့ယုံကြည်မှုတည်ဆောက်နိုင်ဖို့ဆိုရမှာကိုဘကအတွေးကြံတွေကိုဘကသိမြင်နားလည်ထားတဲ့ကိုလိုချင်တဲ့အမှန်တရားကိုလူအများကိုချပြပြီးအနိုင်ရကျင်တာမျိုးနဲ့တော့မရနိုင်ပါဘူးတရင်စာရှင်းလင်းပွဲတွေလို့မီဒီယာတွေမှာချပြ Facebook မှာ live လွှင့်အော်ဟစ်နေကြုံနဲ့လည်းမရနိုင်ကြောင်းပြောချင်ပါတယ် ဒါဆိုဘာနဲ့ရနိုင်မလဲအပြန်အလှန်နားထောင်ခံစားသိမြင်ခြင်းကိုအတိုင်းအတာတစ်ခုထိနက်နက်ရှိုင်းရှိုင်းသွားနိုင်ကြတဲ့အခါတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့ရေရှည်ထိနားလည်ယုံကြည်လာစေဖို့လမ်းပွင့်သွားနိုင်မှာဖြစ်ပါတယ်။ပါဝင်ကြသူတွေအချင်းချင်းအထက်စီးမဆန်တန်းတူသဘောထားပြီးဒါရလောက်ကိုကြိုးစားနိုင်ခဲ့ရင်နှစ်ဖက်လုံးသို့မဟုတ်အတူတကွပါဝင်ကြသူတွေအတွက် စစ်မှန်ရိုးရှင်းတဲ့ဘုံကြီးမှန်းချက်တွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။တကယ်တမ်းမှာဘသူအတွက်မှအရှုံးရဲလို့မရှိထိခိုက်နာကျင်နေရတဲ့မိမိတို့နိုင်ငံနဲ့ပြည်သူအလုံးအတွက်ထဲဝင်စိုက်ထုတ်မှုသာဖြစ်ကြောင်းသိမြင်လာတဲ့နောက်ဆက်တွေမှာအတူတကွလက်တွဲဖော်ဆောင်ကြမဲ့လုပ်ငန်းစဉ်တွေအတွက်ကြောချင်းကလက်ချင်းတွဲပြီးစက်ကြိုးစားနိုင်ကြမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့သွေးမကွဲခြင်း၊သွေးစီးညင်ညွတ်ခြင်းပြည်ညင်ကိုရလာနိုင်ပြီးရှေ့ဆက်လုပ်ငန်းတွေကိုပေါင်းလုံလုံဖြန့်ကျက်ပြီးပဲလုပ်လို့ရည်ရွယ်ချက်တွေစုံစည်းနိုင်ကြဖို့အားထုတ်နိုင်ကြမှာဖြစ်ပါကြောင်း